tam pi ya leng nak ding hnung tam pi um la ya chin dram avat lo nak thul ha kan su sal te ka မောစပထမဆုံးအနေနဲ့ချင်းပြည်နယ်သွားဖြစ်တာကတော့ဒီမင်းမရဲ့မိတ်ဆွေပေါ့နော်ဒီအမျိုးသားချင်းပြည်နယ်ရဲ့အမျိုးသားလူတော်အမတ်ဒီချင်းငိုင်းမန်အန်တီချင်းငိုင်းမန်ဖိတ်ခေါ်လို့သွားရောက်ဖြစ်တာပါအာနောက်ထပ်တစ်ခုကတော့မောစကိုနိုင်ကလည်းမိမာပြည်နှံသွားရောက်လဲပတ်ပူးချင်ပါတယ်အဲ့မှာမှချင်းပြည်တခုပဲကြံနေရပါတော့အခုဆိုရင်အကုန်ပြည့်သွားပြီအဲတိုင်းနဲ့ပြည်နယ်အကုန်ပြည့်ပြည့်စုံသွားပြီ အမမချင်းပြည်နယ်ပဲကြံနေတော့မိုးသက်ချင်းပြည်နယ်အရန်သွားချင်နေပြီးခဲ့တစ်ခါတော့သွားမယ်လို့တော့လေရေပြေးကြောင်မလို့မသွားဖြစ်ဘူးဒီတစ်ခါကျတော့မဖြစ်ပြောင်းသွားနိုင်ဆိုပြီးတော့အာသွားဖြစ်သွားမှာပါအောင်ချင်းငင်ဒါဘာဝနဲ့နိုင်စာချင်းတလီထုံစာတငယ်ချင်းရေ like is amba they call my dog now like dog my ချင်းရမ်းလမ်းတင်တဲ့ အခွက်ကနောက်ဆုံးပေါ်ခံပေးပါရင်ဖြစ်ပြနေစင်အာချင်းပြည်နယ်ကတော့ဒီအဓိကလမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့်မလို့လဲဒီသွားလာခက်ခဲတာပေါ့အဲလမ်းနေရာတော်တော်လေးကိုကျင်းနေကျင်းနေပြင်မှာဒီမြေသားအမောက်လွှာမုံအမျိုးသားကြောင့်လည်းပါတယ်ဒီလမ်းစလစ်တော်တော်ဖြစ်နိုင်တယ်ပေါ့နော်မိုးရသည်ဆိုလို့ရှိရင်သွားဖို့အတွက်မသင့်တော်ဘူးလို့မြင်ပါတယ်အဲ့မှာမှာအခုတော့လမ်းနေရာတို့ချဲ့ပေးနေပြီချဲ့ပေးမယ်လဲဒီတောင်တွေကပြိုနိုင်သေးရှိရလို့ထင်နေမှာပေါ့ဆိုတော့ဟို ကျောင်းတော့တင်ပူတာပေါ့နော်အဲ့တော့ဟိုတင်ခဲ့တဲ့စာအရဆိုမမေ့လောက်ကတော့အဲ့ရမြေရနည်းနည်းလေးမြေလွာအမှုန်အမျိုးစားရမ်းဖြစ်နေအပြော့စားပေါ့နော်အဲ့အပြော့စားတွေဆိုတော့ဟိုတော်တော်လေးကိုမိုးရသည်ဆိုတော့သွားဖို့မသင့်တော့ပါဘူးဟုတ်ကားစီးတော့ကတော့မကြောက်ဘူးဘာဖြစ်လို့ဆိုမိုးစားကဒီလိုမျိုး adventure ride ကိုကြိုက်တယ်ဒါပေမဲ့ခုကအဲ့လိုမျိုးချင်းပြည်နယ်ကတောင်တန်းတွေတော်တော်မြင့်နေအဲ့တော်တော်မြင့်နေဟာညဘက်မှာဆိုလို့ရှိရင်တွန်းဆန်အောင်သွားတော့ဆိုအရင်ပြော်တယ်ဘာဖြစ်လို့ဆိုတော့ အပြင်ကိုလှမ်းကြည့်လိုက်လို့ရှိရင်ကျယ်တွေနဲ့တောင်ထဲနေနေအောက်ထိဆင်းသွားတဲ့အတွက်အာကာသနဲ့ရောက်နေလို့ပဲမိုးစက်ဆိုရင်ဒီပတင်းပေါက်ဖွင့်ပြီးတော့တလန်းလုံးစီးသွားတာပေါ့နော်မဟုတ်လို့ဆိုတော့အရန်သဘောကျလို့အဲ့အဲ့အပိုင်းအရန်သဘောကျဟုတ်အဲ့လည်းနာမြန်မာရမားပင်ထောင်ဇနီးနဲ့ချင်းဂျမီပင်စင်နာပခရစမီဖလမ်ပင်းစုံီအုံရီလီထူလာထွန်ပေပါရင်နာမည်ကြီးရေကန်ကိုဘယ်လိုပြောမလဲမိုးဆန် မြင်ထားရပါတော့တပုတ်ထဲမှာတော့အပြာရောင်ပေါ့တကယ်ပြမှာတော့ကြည့်ရတဲ့အခါမှာလေအပြာတော့အပြာရောင်ပါပဲဒါပေမဲ့သူတို့ပြောပြချက်အရာဒေတာခံပြောပြချက်အရာတော့ရေခံကယာတီလိုက်ပေါ့နော်အဆောင်ပြောင်းတယ်လို့ပြောပါတယ်ဒါပေမဲ့မိုးဆက်တို့ရောက်တဲ့အချိန်မှာတော့ဒီရေအရန်ကြီးရဲ့ရေအပြာရောင်လေးလိုမျိုးပေါ့နော်အဲ့လိုအရောင်လေးဖြစ်နေပါတယ်နောက်တစ်ခါရီရေခံတော်တော်လေးကိုကြီးပါတယ်အာကြီးရဲ့အပြင်ဒီကလေးငယ်ရေးဆော့ကစားနေရလဲတွေ့ရတယ်အာတွေ့ထူးခြားချက်ထူးခြားချက်တော့မဟုတ်ဘောနော်ဒါထိမ့်သိမ်းရမယ့်အရာတခုကတော့မိုးဆက်သတိထားမြအဲ့မှာ ဗီဂန်ပတ်ဝန်းကျင်မှာဆိုလို့ရှင်အမိုက်တွေတော့တော်တော်များပါတယ်ဟုတ်ဟိုအမိုက်ပုံးလည်းမရှိရလဲပါတယ်အမိုက်တွေရမ်းများရဲလာလေတဲ့လူတွေလေးလာခီးစင်းတဲ့သူတွေလည်းရှိရဲဒါမြဲအကုန်လုံးဒီပေါ့ရီဂန်ကိုထိမ့်သိမ့်ရမယ်ဆိုချင်းပြည်နယ်ဒါအပြရုပ်တစ်ခုဖြစ်တဲ့အတွက်ဒီရီဂန်ကိုထိမ့်သိမ့်ဖို့လိုအပ်မယ်လို့ထင်ပါတယ်ဟုတ်တွေ့တွေ့ချင်းရမ်အဝတ်လောနာကအတော်ဆုံးမိတဲ့ပေါ်လေဖိုင်လာမှာအကျွမ်းတမီပေါ်ထွန်ပေပါရင်းကန်စတိကာအလူဒန်းနဲ့ပတ်သက်ပြီးတော့မိုးစက်တို့ဟာဒီ VPE ချိုးရင်အာတိုက်ကျွေးရဲပြီးတော့ဒီဟိုပါပေါ့ လက်ဆောင်ပစ္စည်းလေးပေးတယ်ဆိုင်းကြည့်ရပါအဓိကတော့ပြီးတော့ပြီးလို့ရှိရင်တခြားဒီမင်းမိတ်ဆွေတွေကလည်းအတူတူသွားတာဆိုသူကလည်းလူတန်းမှုတွေအမုတ်နေကြွေးကြတယ်ဒါမျိုးပြုလုပ်ခဲ့ပါတယ်ပြီးရခါမှာမိုးစက်ကိုနိုင်ကလည်းမြန်မာ Heart Charity Group အနေနဲ့ပေါ့နော်ဒီတာနန်းဒေတာကလေးငယ်တွေကအကြောင်းဆောင်တွေစာသင်ကျောင်းတွေဆိုလို့ရှိရင်တချို့ကကြောက်ကမ်းမှာဟိုးအောက်ထဲမှာစောက်ထားတာတို့ပါလို့ရှိရပေါ့နော်အဲ့လိုလိုအပ်တဲ့တကယ်လိုအပ်တဲ့နေရာမှာတော့သွားပြီးတော့ဒီကျောင်းဆောင်စောက်ဖို့အတွက် အာရွေထားပါတယ်ဘာလို့လဲဆိုတော့ဒေတာခံတွေကိုလည်းအခုတိထားရဲဆိုတော့လေအဓိကလှူရမ်းမှုတစ်ခုပြုလုပ်ရင်အစားဆုံးကြည့်ပေးဖို့ဒေတာခံတယောက်တော့လိုပါတယ်ဟုတ်အဲ့လိုတော့အာလုပ်ခဲ့ပါတယ်မိုးဆက်ဝမ်ကျူ business administration က marketing major သုံး America Ram California Lutheran University စင် degree ငါစေကွန်ထောင်းနေလေလေသူ Miss Universe မြန်မာဇမနာ Grand Guna နေတာကစားဝေး Russia Ram Moscow အတွက်မြေ Miss Universe Zamana ka Rampi Ayo in အမှတ်စရိကဖေးသူစီဟုတ်ကဲ့အကြံပြုချက်ဟိုပေးရမယ်ဆိုလို့ရှင်တော့ပေါ့နော်မိုးဆက်ထင်တာပြောတာပေါ့နော်ဟိုအဓိကတော့နှစ်ချက်ပေါ့တစ်ချက်ကတော့လမ်းပန်းဆက်တရေးလိုအပ်တယ်ဒါမှအမ်စီးပွားရေးဒေတာထွက်ကုန်ထွက်ဒီစီးပွားရေးပိုင်းအစီးပွားရေးကူးတန်းသွားလာမှုအဆင်ပြေနေနောက်တစ်ခုကတော့ဒေတာထွက်ကုန်လိုတာပေါ့နော်ဒေတာထွက်ကုန်အဆင်ပြေနေမှာငယ်ငယ်ရရရရရှိသေးလို့ထင်ပါတယ်ဟုတ် ဲ့လိုမမြင်ရရတခုရှိမှဒေတာစီးပွားရေးတိုးတက်လာပြီးတော့ဝင်ဝေးများပြားလာမယ်ပြီးတော့လမ်းမဆက်သွယ်ရေးကောင်းလာလို့ရှိရင်အပြင်ကလူပေါ့နော်ထားပါတော့မျိုးမျိုးပြားလူပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်နိုင်ငံခြားဒီ foreigner တွေပဲဖြစ်ဖြစ်ရောက်ရှိလာတာနဲ့အမြဒေတာတခုချင်းနဲ့သူ့အသာသူ့အတိုးတက်ပြောင်းလဲမှုတွေပြုလုပ်သွားနိုင်တယ်လို့မြင်ပါတယ်ဟုတ်ပါရဲ့ရွှေမာရီမိတ်ဆွေလေးများနဲ့